ဂါဇာကိုငြိမ်းချမ်းရေးတပ်ဖွဲ့ဆီလူကြီးဥက္ကဋ္ဌမကလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကိုစောင့်ကြည့်မယ်လို့တူရကီနိုင်ငံသားရေးဝန်ကြီးပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တူရကီနိုင်ငံသားရေးဝန်ကြီးဟာကန်ဖီဒန်ကဂါဇာဒေသတွင်ဖွဲ့စည်းရန်စီစဉ်နေတဲ့နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့တွင်ပါဝင်မဲ့နိုင်ငံများ၏ဆုံးဖြတ်ချက်သည်ဥက္ကဋ္ဌမကလုံခြုံရေးကောင်စီမှထွက်ပေါ်လာတဲ့ဆုံးဖြတ်ချက်ပါအတိတ်ပဲဖွင့်ဆိုချက်အကြောင်းအရပြပေါ်မှုဒီကြောင်းတင်းလာနေ့နိုဝင်ဘာလ3ရက်နေ့ကပြောကြားခဲ့ပါတယ်။ တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာအင်ဒိုနီးရှားပါကစ္စတန်ဆော်ဒီအာရေဗျနဲ့ဂျော်ဒန်နိုင်ငံညာယူဝင်ကြီးများအပြင်အာရက်ဆော်ဘွားများပြည်ထောင်စု UAE နဲ့ကာတာတို့မှကိုယ်စားလှယ်များတက်ရောက်ခါဂါဇာအရေးစီးဝေးကိုလက်ခံကျင်းပပြီးတဲ့နောက်သတင်းစာရှင်းလင်းပွဲမှာ၎င်းကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။တူရကီနိုင်ငံညာယူဝင်ကြီးဖီဒန်က၎င်းတို့ဆွေးနွေးခဲ့တဲ့နိုင်ငံများရဲ့သဘောထားကိုအောက်ပါအတိုင်းရှင်းပြခဲ့ပါတယ်။ကျွန်တော်တို့စကားပြောခဲ့တဲ့နိုင်ငံတွေပြောတာကကုလသမဂ္ဂလွန်ကျော်ရေးကောင်စီကနေ ညွန်လင့်ထားတဲ့ဆုံးဖြတ်ချက်တွေထဲမှာပါဝင်တဲ့အတိတ်ပဲဖွင့်ဆိုချက်ရဲ့အကြောင်းအရာပေါ်မူတည်ပြီးတက်ဖွဲ့စေလို့မလားမစေလို့ဘူးလားဆိုတာကိုဆုံးဖြတ်လိုက်မယ်လို့ပြောပါတယ်နိုင်ငံတကာတည်ငြိမ်ရေးတက်ဖွဲ့ရဲ့လုံပိုင်ခွင့်နဲ့အခွင့်အာဏာများပေါ်မူတည်၍နိုင်ငံများကများသောအားဖြင့်ဆုံးဖြတ်ကြလိမ့်ရှိပါတယ်လုံပိုင်ခွင့်ဟာ၎င်းတို့ရဲ့ကိုယ်ပိုင်မူဝါဒနဲ့သဘောတရားများကိုထိခိုက်လာပါကတက်ဖွဲ့စေလို့ရန်ခက်ခဲလိမ့်မယ်လို့၎င်းကယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်တူရကီတမရအာဒိုကန်ရဲ့ပြောကြားချက်အရာ တူရကီယာငြိမ်းချမ်းရေးအတွက်လိုအပ်တဲ့မြည်တိစွန့်လွတ်အနာဂတ်မှုမျိုးကိုမစိုးလှုပ်ဆောင်ရန်အသင့်ရှိနေကြောင်းထင်ရှားစွာပြသနေတယ်ဟု Freedom ကပြောပါတယ်။သို့သောရရှိလာမယ့်စာချုပ်စာတမ်းများနဲ့မူပေါင်းများဟာတူရကီအနေနဲ့ဖွင့်ပွင့်လင်းလင်းထောက်ခံနိုင်တဲ့သဘောတဘာဝရှိရန်အရေးကြီးကြောင်း၎င်းကထောက်ပြခဲ့ပါတယ်။ဂါဇာရဲ့အုပ်ချုပ်ရေးနဲ့ပတ်သက်၍၎င်းတို့နဲ့ပါလက်စတိန်များကြားသဘောတူညီမှုရရှိထားပြီးဖြစ်တော်လဲအစ္စရေးနဲ့အခြားဩဇာရှိသောနိုင်ငံများကမူ အတူညီသောရှုထောင့်မှရှုမြင်နေကြပါတယ်။ယင်းအမြင်မတူမှုများကိုခြေညှိရန်တတမန်ကြီးရာညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေကြောင်းဖီဒန်ကဆိုပါတယ်။ကျွန်တော်တို့ရဲ့မူဝါဒကတော့ပါလက်စတိုင်းတွေဟာသူတို့ကိုသူတို့အုပ်ချုပ်တဲ့နယ်ပါလက်စတိုင်းတွေကသူတို့ရဲ့လုံခြုံရေးကိုသူတို့ကိုယ်ရဲအာမခံတဲ့နယ်ဟူရဲ့ဖြစ်ကြောင်း၎င်းကအရေးပေးပြောကြားလောက်ပါတယ်။ပါလက်စတိုင်းကိစ္စရဲ့ရေးချေတည်ထောင်သောအထိပ်ပယ်ဖွင့်ဆိုချက်ဟာ1969နှစ်မိတ်တွင်ပါလက်စတိုင်းနိုင်ငံတစ်ခုနဲ့ two state solution ကိုအကောင့်ထဲပေါ်ကျင်းတာဖြစ်ပြီးလက်ရှိအခြေအနေကိုအသုံးချ၍ရင်းမူရင်းတဲ့ဘက်ကိုပြောင်းလဲခွင့်ပြုမည်မဟုတ်ကြောင်းဖီတန်ကသတိပေးပြောဆိုခဲ့ပါတယ်ခင်ဗျာ။